ပုံးချိတ်များလို့ကောင်းမထောင်နိုင်တော့တဲ့ကောင်းလေမင်္ဂလာပါရှင်အခုခေတ်မှာဆိုရှယ်မီဒီယာခေတ်ဖြစ်တာမို့လူတိုင်းကဖုန်းကိုပဲဆွဆွလန်းလန်းသုံးနေကြပါတယ်ထမင်းစားတဲ့အချိန်မှာတော့ဖုန်းပို့မပြတ်ကြပါဘူးအဲဒီလိုဖုန်းဆွဲနေတဲ့သူတွေအနေနဲ့ရမ်းတတိထမ်းရမယ့်ကိစ္စတစ်ခုကခေါင်းငုံပြီးသုံးနာကြရင်လေဘင်းတ िश ူးတွေပျက်စီးသွားနိုင်တယ်ဆိုတာပါပဲနိုင်ငံသားမှာတော့အသက်25နှစ်ရွယ်ကောင်းလေးတယောက်ဟာနှစ်ပေါင်းများစွာကြာအောင်နေရောညပါဖုန်းကိုခေါင်းငုံပြီးအသုံးပြုခဲ့ပါတယ် တနေ့မှာတော့ဖုန်းပို့နေရင်ခေါင်းကငိုက်ဆိုင်ကျသွားပြီးပြန်ထူလို့မရတော့ပါဘူး။ဆရာဝန်တွေကစစ်ဆေးကြည့်အောင်လေကုပ်ရဲ့အနောက်မှာအပူလုံးကြီးထွက်နေပြီးတော့လေဘင်းတ िश ူးတွေပျက်စီးသွားတာတွေ့ရပါတယ်။ကြောယူပုံစံကလည်းမမှန်တော့ပါဘူး။လေဘင်းနဲ့ကြောယူကို တွဲဆက်ထားတဲ့တ िश ူးတွေပျက်စီးပြီးခေါင်းကိုတက်မအောင်မထိန်နိုင်တော့တာကြောင့်ဦးခေါင်းကလုံးဝငိုက်ဆိုင်ကျသွားခဲ့တာပါ။အခုတော့ဆရာဝန်တွေကသူ့ရဲ့လေဘင်းယိုကိုတတ်တူချောင်းနဲ့စတီယိုတွေထည့်ပြီးတော့ခွဲစိတ်ကူတာပေးနေပါတယ်။ ဆောင်ဝင်တွေကဖုံးသုံးရင်ခေါင်းငုံပြီးမကြည့်ကြဘူးနဲ့လေမင်းကိုမှတ်မှတ်ထားပြီးအသုံးပြုဖို့တတိပေးကြပါတယ်။